အာဒီကနေ့ပေါ့နော်ကျမအဲဒီပညာရေးနဲ့တင်ပြနေပညာဒီပလိုမာပေါ့နော်ဒီပလိုမာရဲ့ဒီ RPS ပေါ့အဲပြန်လဲသုံးသပ်ခြင်းအလေးခြင်းနဲ့မရှိမဖြစ် မရှိမဖြစ်ဒီကျွမ်းကျင်မှုများပေါ့ RPS ဆိုတော့ เนาะอาอาဆိုတော့ reflective ပေါ့เนาะ leaching อ่ะ practice ပေါ့อา B ရဲ့ဆိုတော့ reflective practice เนี่ย essential skills တွေပေါ့မရှိမဖြစ်လိုအပ်တဲ့ကျွမ်းကျင်မှုတွေပေါ့เนาะဒါပေါ့อา B ရဲ့ဆိုတာအဲအဲ့ဒီအကြောင်းလေးပေါ့เนาะကျွန်မလည်းအစားဆုံးအဲဖမဲပေါ့เนาะဖမဲလေးလာမယ်အဲပြီးတော့မှတ်တမ်းတင်နေပေါ့เนาะမှတ်တမ်းတင်နေအနေနဲ့ဒါ ါဖတ်ပြมาဖြစ်တယ်ပေါ့เนาะဒီမှာဆိုရင်ခန်းတင်း3 4 5 6 9 8ခန်းရှိခန်းပါတယ် RBS မှာဆိုရင်ခန်းရှိခန်းပါတယ်အဲခန်းရှိခန်းပါတယ်ဗောနော်အဲ့တော့အခန်းတစ်ကတော့အာဒီ RBS မိတ်ဆက်ပေါ့ RBS အဲ့တဲ့เนาะဒီ RBS တင်ယူ တင်တင်ငန်းတင်ယူရဲ့ပေါ့နော်တင်ယူမိတ်ဆက်ရှိမယ်အဲနောက်တစ်ခုကကြတော့အာ RPS RPS နဲ့ပတ်သက်ပြီးတော့မှဖွံ့ဖြိုးတိုးတက်လာစေခြင်းပေါ့နော်ပြန်လည်အသုံးသက်ခြင်းအလေးခြင်းနဲ့မရှိမဖြစ်ကျွမ်းကျင်မှုများဖွံ့ဖြိုးတိုးတက်လာခြင်းပြန်ပြောမယ်ဆိုရင်အခန်းတစ်ကပြန်လည်အသုံးသက်ခြင်းအလေးခြင်းနဲ့မရှိမဖြစ်သည့်ကျွမ်းကျင်မှုများမိတ်ဆက်အဲ့ဒီမှာမှာပါပါမလဲဆိုရင် အဲ1.1အနေနဲ့ပြန်လဲသုံးသက်ခြင်းအလေးခြင်းနဲ့မရှိမဖြစ်သည်ကြံ့ကျင်မှုများမိတ်ဆက်ဆိုပြီးတော့ပါမှာပေါ့နော်အဲနောက်တစ်ခုကကြာအခန်းနှစ်အခန်းနှစ်ကကြာတော့ပြန်လဲသုံးသက်ခြင်းအလေးခြင်းနဲ့မရှိမဖြစ်ကြံ့ကျင်မှုများဖွံ့ဖြိုးတိုးတက်လာစေခြင်း deployment ဖြစ်အောင်လုပ်ခိုင်းတာပေါ့နော်ဖွံ့ဖြိုးတိုးတက်လာစေခြင်းအဲ့မှာ2.1အနေနဲ့ဆိုရင်တော့ ဒီပြန်လဲသုံးသက်ခြင်းအလေးခြင်းနဲ့မရှိမဖြစ်သည့်ကျွမ်းကျင်မှုများဆိုင်ရာနိနေတရာများပေါ့နိနေတရာများနိနာနေတရာများနောက်တစ်ခုကကျတော့အမ်2.11အနေနဲ့အမ်ကောင်းစင်ခွဲလေးကပါပြပြန်ပါမလဲဆိုရင် ပြန်လဲသုံးသက်ခြင်းအလေးခြင်းကို ပြန်လဲဆန်းစစ်ခြင်းနောက် reflective bright bright ကိုမှပြန်ပြီးတော့မှဆန်းစစ်မှာပေါ့နော် reflection လုပ်မှာပါ နောက်တစ်ခုကတော့မရှိမဖြစ်ကြွမ်းကျင်မှုတွေကိုပြန်လည်စမ်းစစ်တယ်ပေါ့နော်အဲ essential skills တွေကိုပြန်ပြီးတော့မှစမ်းစစ်မှာပေါ့နော်နှစ်ခုပြန်ခွဲတာပေါ့အခန်း၃အနေနဲ့ကျတော့ဆရာများအတွက်တကြွမှုစံတမတ်ချက်ညွန်ပါ TCSF ပေါ့အဲအဲ့ဒီအကြောင်းထည့်သွင်းထားတာဖြစ်တယ်ပေါ့နော် teacher competency standard framework ပေါ့ teacher competency standard framework ပေါ့ အဲ DCSF ဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါလေးကိုအခန်းသုံးပါလေ့လာရတာပေါ့နော်အဲအဲ့မှာဆိုရင်3.1အနေနဲ့ဆိုရင်ဆရာများတက်ကြွမ်းမှုဆရာများအတွက်တက်ကြွမ်းမှုစံသတ်မှတ်ချက်အညွန်ပေါင်း DCSF ဆိုပြီးတော့မှလေ့လာမယ်အဲ့မှာ3.11မှာဆိုရင်ဆရာများအတွက်တက်ကြွမ်းမှုစံသတ်မှတ်ချက်အညွန်ပေါင်းနဲ့ DCSF ကို ပြန်လည်ဆန်းစစ်ခြင်းဆိုပြီးတော့မှအဲလေ့လာရမှာဖြစ်တယ်ပေါ့နော်3.11 3.1 3.12ကကြတော့အဲ့ TCSF တင်ယူမှုအထောက်အထားအမှတ်တမ်းတစ်ခုဖန်တီးမယ်ပေါ့နော်အဲဒီ TCSF နဲ့ပတ်သက်ပြီးတော့မှတင်ယူမှုအထောက်အထားအမှတ်တမ်းတစ်ခုဖန်တီးရမယ်ပေါ့အဲ evidence ရေးတာမှတ်တာအမှတ်တမ်းအမှတ်တမ်းတင်မှာပေါ့နော်နောက်3.1.3ကကြတော့ TCSF တင်ယူမှုအထောက်အထားအမှတ်တမ်းနဲ့ TCSF အကဲဖြတ်စင်းတို့ကိုအသုံးပြုခြင်းတဲ့ checklist ပေါ့နော်ဒါဒါဒါနဲ့ပတ်သက်ပြီးတော့မှစစ်ဆေးခဲ့ဖြစ်တဲ့ checklist အသုံးပြုတဲ့နေ့ပေါ့နော်ဒါမျိုးပေါ့အခန်းလေးမှာကျတော့ဆက်သွယ်ပြောဆိုခြင်းနဲ့ဘာသာစကားကျန်ဘာသာစကားကျွမ်းကျင်မှုများတဲ့ဆက်သွယ်ပြောဆိုခြင်းနဲ့ဘာသာစကားကျွမ်းကျင်မှုများဆိုတဲ့အဲသင်ခန်းစာပေါ့နော်အခန်းလေးမှာလေ့လာရမယ်အဲ့တော့4.1မှာဆိုရင်နှုတ်ဖြင့်ဆက်သွယ်ပြောဆိုခြင်းနှုတ်ဖြင့်ဆက်သွယ်ပြောရဲပြောဆိုခြင်းဆိုတော့ uh, oral oral communication ပေါ့နော်အဲတနည်းအားဖြင့် verbal ပေါ့ verbal 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 communication ပေါ့အနှုတ်နဲ့ဆက်တယ်ပြောဆိုမယ်ပြီးရင်တင်ဆက်ပြတာမယ်တင်ဆက်ပြတာခြင်းကြွန့်ကျင်မှုများတဲ့နှုတ်ဖြင့်ဆက်တယ်ပြောဆိုခြင်းနဲ့တင်ဆက်ပြတာခြင်းကြွန့်ကျင်မှုများတင်ဆက်ပြတာခြင်းဆိုတော့ဒါ presentation လုပ်ရမှာပေါ့နော်ရှေ့ထွက်ပြီးတော့ presentation လုပ်ရမှာဟာပေါ့နော် ဲ့ဒီကျွမ်းကျင်မှုများတဲ့နောက်4.1.1အနေနဲ့ဆိုရင်ဒါထိရောက်မှုရှိသောဆက်သွယ်ပြောဆိုခြင်းထိရောက်မှုရှိသောเนาะ effective communication ပုံစံပါเนาะအဲ့ဒါထိရောက်မှုရှိသောဆက်တွေပြောဆိုခြင်းနဲ့တင်ဆက်ပြတာခြင်းကြွမ်းကျင်မှုများတဲ့ပြောစင်ပြောချင်တာကတော့နှစ်ခုလုံးနဲ့ဆိုင်တယ်ပေါ့เนาะအဲ့ဒါ effective ဖြစ်တဲ့ communication ပုံစံရှိမယ် effective ဖြစ်တဲ့ presentation ပုံစံရှိမှာပေါ့เนาะ နောက်က4.2အနေဆိုရင်အနာကြာကျွမ်းကျင်မှုများအဲ့တော့စစောကနှုတ်နဲ့ကိုကပြောတဲ့အဲကျွမ်းကျင်မှုတွေရှိအောင်လို့လို့ရတာခေါင်းစဉ်ဖြစ်တာပေါ့နော်4.2ကဆိုတော့အနာကြာအနာကြာကျွမ်းကျင်မှုပေါ့နော်အဲ့ဒါအဲ့ listening mind ဖြစ်သွားပြီပေါ့နော်အဲ့တော့4.2.1ဆိုရင်အနာကြားကျွမ်းကျင်မှုများကိုအသုံးချခြင်းတဲ့ နော် listening skill ပေါ့နော်နောက်4.3မှာကြာတော့ဘာလာလဲဆိုရင်ဘာသာစကားတွန်ကျွမ်းတက်ကျွမ်းမှုတဲ့ဘာသာစကားတက်ကျွမ်းမှုပေါ့နော်အဲ့တော့ဒီ4.3.1အနေနဲ့ဆိုရင်မြန်မာနိုင်ငံရဲ့နောက်ကန်အခြေအနေရတဲ့ဘာသာစကားတက်ကျွမ်းမှုစွမ်းရည်များတဲ့အာ language skill ပေါ့နော်နောက်ခန်း5အနေနဲ့ဆိုရင်သင်ကြားသင်ယူမှုအတွက်ကျွမ်းကျင်မှုများ တင် जा တင်ယူမှုအတွက်ကြွန့်ကျင်မှုများအဲ့တော့5.1မှာဆိုရင်အဓိကကြွန့်ကျင်မှု9မျိုးရှိတယ်တနည်းအားဖြင့်တော့ 5C ပေါ့နော် 5C ဆိုပြီးတော့မှလေ့လာရမှာဖြစ်ပြီးတော့အဲ5.1.1အနေနဲ့ဆိုရင် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဝေဖန်ပိုင်းခြားစဉ်းစားခြင်းနဲ့တီထွင်ကြံစစဉ်းစားခြင်းဝေဘန်ပိုင်းခြားစဉ်းစားခြင်းနဲ့တီထွင်ကြံစားခြင်းစဉ်းစားခြင်းပေါ့။ဒီနေ့အဲ့ဒါကဘာလဲဆိုရင် critical thinking နဲ့ creative thinking ကိုပြောချင်တာ critical thinking နဲ့2.1အနေနဲ့ဆိုရင်ပြဿနာတစ်ခုအားဖြေရှင်းခြင်းနဲ့ program တစ်ခုကြုံလာမယ်ဆိုရင်ဒါဖြေရှင်းတဲ့အနေအထားလေးပေါ့နော်ဒါလေးတွေဒါတွေတွေ့ချက်မလဲဆိုတော့တွင်ထဲမှာလေ့လာကြည့်မယ်ပေါ့နော်အဲအတွက်ချက်ကျန်းကျင်မှုများတဲ့အဖက်ပွိုင်း3.1ကတော့အတွက်ချက်ကျန်းကျင်မှုများကိုပြန်လဲသုံးသပ်ခြင်းနဲ့အခန်း6ကကြတော့ခေါင်းဆောင်မှုနဲ့အသိအဖွဲတိဆောက်ခြင်းနဲ့ခေါင်းဆောင်မှုနဲ့အသိအဖွဲတိဆောက်ခြင်း ခေါင်းဆောင်မှုဆိုတော့ဒါ leadership ပေါ့နော်အတင်းဖွဲ့တည်ဆောက်ခြင်းဆိုတော့ team ပေါ့ team work ပေါ့ team work building building team work လောက်ပါလောက်တဲ့ဟာပေါ့နော်အဲ့အတင်းဖွဲ့တည်ဆောက်မယ်နော်အရှိမှကြတော့ခေါင်းဆောင်မှုပြုလုပ်မယ်ပေါ့နော်အဲ့ဒါနဲ့ပသက်ပြီးလေ့လာရမယ်သင်ခန်းစာဖြစ်သင်ခန်းစာပေါ့နော်အဲ့6.1မှာဆိုရင်ပညာရေးတွင်ခေါင်းဆောင်မှုတဲ့နော်နောက်တစ်ခုကကြတော့အဲ6.1.1မှာခေါင်းဆောင်မှုနီးပြူပါများတဲ့ဒါတော့ leadership တက်ကနက်တွေပြောမှာပေါ့နော်အကွာ6.2ပေါ့6.2မှာဆိုလို့ရှိရင်6.2မှာဆိုရင်ဗာလဲအသင်းဘွဲတိဆောက်ခြင်းအဲပြန်ပြောခွဲထုတ်လိုက်တာပေါ့နော်အသင်းဘွဲတိဆောက်ခြင်းဆိုတော့ဒါအသင်းဘွဲတိဆောက်တဲ့ပုံစံနေပေါ့နော်မအသင်းတင်းဖွဲ့စည်းခြင်းဆိုတာရှိမယ်နောက်ခန်းကွန်ကြတော့သူတေဒနာပြုမှုစွမ်းရည်များတဲ့သူတေဒနာပြုမှုစွမ်းရည်များတဲ့နော်သူတေဒနာဆိုတော့ research ပေါ့နော် research skill ပေါ့ အဲ့တော့သူတေသနာပြုရမယ်ပါတယ်ပြုမလဲဆို7.1ကတော့သူတေသနာရင်းမြင့်များအားကုလူရှာပွေစူဆောင်းခြင်းတဲ့အဲ့တော့ဒီ research ဆိုင်ဟာဒီ resource တွေရှာမှာပေါ့နော် resource တွေရှာမယ်အဲရှာမယ် collect လုပ်မယ်စူဆောင်းမယ်ပေါ့နော်နောက်တစ်ခုကတော့7.11အနေနဲ့ဆိုရင်တင် जा ရေးနှင့်ပညာရေးသူတေသနာများအတွက်အသုံးဝင်ပြီးယုံကြည်စိတ်ချရသည့်ရင်းမြစ်များတဲ့ နော်တင်ကြားရေးနဲ့ပညာရေးသုတေသနတွေအတွက် educational research တွေအတွက်ကိုအသုံးဝင်ပြီးတော့တကယ် useful ဖြစ်ပြီးတော့မှအာဒီစိတ်ယုံကြည်စိတ်ချရရတယ်ပေါ့နော်ယုံကြည်စိတ်ချရရတယ်ရင်းမြစ် resource တွေဟလာ website တွေအဲနော်စသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေဘယ်လိုမျိုးတွေရှာဖွေလေ့လာမလဲဆိုတော့အကြောင်းအရာတွေပါမှာပေါ့နော်နောက်7.2ဆိုလို့ရှိရင် အဲဆာဖက်စွမ်းရည်များတဲ့ဆာဖက်စွမ်းရည်ဆာဖက်စွမ်းရည်ဟိုအပေါ်မှာတော့ဆိုရင်ကျွန်တော်တို့ပျောစွမ်းရည်ပါတယ်အကြာစွမ်းရည်ဆိုတာပါတယ်เนาะအဲ့တော့အဲတနည်းအားဖြင့် speaking skill ပါတယ် listening skill ပါတယ်ဒီအဲ7.2မှာကျတော့ reading skill ဆိုတဲ့သဘောပေါ့ဆာဖက်စွမ်းရည်ကြောင့်ဆိုတော့ reading skill ပါဟမ်เนาะအဲ့တော့ဒီမှာဆိုရင်ဆာဖက်စွမ်းရည်များတဲ့ 7.21မှာဆိုရင်အချက်လက်နဲ့ထင်မြင်ချက်အချက်လက်နဲ့ထင်မြင်ချက်အချက်လက်နဲ့ထင်မြင်ချက်အာအဲဒါကတော့နော်အဲစာဖတ်မယ်ဆိုရင်ဒီစာဖတ်ဒီစာထဲမှာပါတဲ့အချက်လက်တွေကြည့်မယ်ပြီးရင်ကိုယ့်ရဲ့ opinion အထင်မြင်ချက်သူ့ရဲ့ထင်မြင်ချက်ကိုယ့်ရဲ့ထင်မြင်ချက်ဒါမျိုးတွေရှိမှာပေါ့နော်အဲအတွင်းထဲမှာဆက်ပြီးလေ့လာကြည့်ပါနော်7.3ရာစာပါလဲဆိုရင် ကိုယ်တိုင်လှုပ်ဆောင်သည့်သူတေသနာစာတန်းငယ်ဆိုင်ရာကျွမ်းကျင်မှုများကိုယ်တိုင်လှုပ်ဆောင်သည့်သူတေသနာစာတန်းငယ်ဆိုင်ရာကျွမ်းကျင်မှုများကိုယ်တိုင်လှုပ်ရမှာပေါ့เนาะ individual work ဖြစ်တယ်သူတေသနာစာတန်း research ပေါ့เนาะအဲအဲ့ဒါလေးဒီပေါ့စာတန်းငယ်ပေါ့เนาะနည်းနေเนาะအာဒီ bay process နဲ့သွားမလဲပေါ့เนาะ plan ဒီဒီဒီသွားမဲ့သူတေသနာ research အစီအစဉ်တွေကိုကြည့်တုံးတက်မှာပေါ့เนาะနောက်အခန်း၈က